ဲ့တော့ကဆုံလာပြင်းနေကိုရှေ့ရှေ့ဆရာတွေဆရာတော်ကြီးတွေကတော့ကဆုံလာပြင်းနေကိုဗုဒ္ဓနေ့ရဲ့လို့အမွန်တင်ပူဇော်ခဲ့ကြတယ်ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဖောင်းမြင်သောနေ့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဗျာဒိတ်တော်ခံယူသောနေ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဖရာအဖြစ်သို့ရောက်ရှိသောနေ့ဘုရားရှင်ကိုရောမြတ်ကြီးပြိဋိဘံဆံဝင်သောနေ့အဲ့ဒီလေးခုသောအကြောင်းအရာတို့သည်ကဆုံလာပြင်းနေမှာဖြစ်တည်ခဲ့တယ်ဒါကြောင့်မလို့ကဆုံလာပြင်းနေကိုဗုဒ္ဓနေ့ရဲ့လို့အမွန်တင်ပူဇော်ခဲ့ကြခြင်းဖြစ်ပါတယ် ခုနှစ်သားသမီးပြိသက်များရွှေစကားပြိသက်များအလုံးမင်္ဂလာပါရှင်ခုနှစ်သားသမီးပြိသက်တွေအတွက်ကဆုံလာပြည်နေမှာညောင်ရီသုံးပွဲကုသိုလ်ဆောင်ရွက်ကြမယ်ကုသိုလ်ရှင်တွေအတွက်ညောင်ရီသုံးပွဲနဲ့ဆက်ဆက်တဲ့ကုသိုလ်တော်အစီအစဉ်လေးကိုတင်ဆက်ချင်ပါတယ်ရှင်ကျမတို့ကဗျာဒိတ်ဖွားမြင်ဘော်ဒီပင် စံဝင်နိဗ္ဗာန်နဲ့ဆိုတဲ့စာချိုးလေးနဲ့အတူကဆုံလာပြင်းနဲ့ညောင်ရီသုံးပွဲလေးကိုတွဲပြီးတော့မှတ်သားခဲ့ကြတယ်။အဲ့တော့ကဆုံလာပြင်းလေးကိုရှေ့ရှေ့ဆရာတွေဆရာတော်ကြီးတွေကတော့ကဆုံလာပြင်းလေးကိုဗုဒ္ဓနေ့ရဲ့လို့အမွန်တင်ပူဇော်ခဲ့ကြတယ်။ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဖောင်းမြင်သောနေ့ဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဗျာဒိတ်တော်ခံယူသောနေ့ မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးဖရာအဖြစ်သို့ရောက်ရှိသောနေ့ဘုရားရှင်ကိုရိုမြတ်ကြီးပြိဋိဘံဆံဝင်သောနေ့အဲ့ဒီလေးခုသောအကြောင်းအရာတို့သည်ကဆုံလာပြီနေ့မှာဖြစ်တည်ခဲ့တယ်။ဒါကြောင့်မလို့ကဆုံလာပြီနေ့ကိုဗုဒ္ဓနေ့ရဲ့လို့အမွန်တင်ပူဇော်ခဲ့ကြခြင်းဖြစ်ပါတယ်။အဲ့တော့ကျမတို့ကကဆုံလာမြင်းနေမှာညောင်ရီသုံးကြတယ်ပေါ့ကျမတို့တိုင်းနိုင်ငံအနှံ့အပြားမှာညောင်ရီသုံးပွဲကိုတင်တွင်ကြဲကြဲစစ်စစ်ကကတိုက်တိုက်မြင်မြင်ကျင်းပတဲ့အလေအထားလေးရှိတယ်ကျမတို့ဗုဒ္ဓဘာသာဝင်များရဲ့ ရိုးရာရင်ကျေးမှု delay ပွဲတော်နဲ့ကုတူတော်နဲ့ပေါင်းဆက်ထားတဲ့နေ့လေးတစ်နေ့ပါပဲအဲ့တော့ကျမတို့ကကဆုံလာပြင်းနေ့မှာညောင်ရီသွန်းတယ်ဆိုတော့ညောင်ရီသွန်းခြင်းဒီညောင်ပင်မှာမှဘာကြောင့်ညောင်ရီသွန်းလဲညောင်မင်းမှာဘာကြောင့်ညောင်ရီသွန်းတယ်လဲညောင်ရီသွန်းရခြင်းရည်ရွယ်ချက်ညောင်ရီသွန်းခြင်းကြောင့်ရရှိလာမယ့်အကျိုးတရားဆိုတာလေးတွေကိုကျမမှတ်သားဘူးတဲ့စပေးကြံကံတွေတွေကနေပြီးတော့မှတ်သားဘူးတာလေးတွေကိုပြန်လည်မျှဝေရရင် အပင်တွေအများကြီးရှိတဲ့အထက်ကညောင်မင်းကိုရွေးပြီးညောင်မင်းသွန်းရတာဘာကြောင့်လဲဆိုရင်ကျမတို့ဂေါရမမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတည်တပည့်ညွတရွှေဉဏ်တော်ကိုရရှိခဲ့တာမဟာဘောဓိပင်မှာဖြစ်ပါတယ်။နောက်ဘုရားရှင်ရဲ့ဖွာပတ်တော်ခုနှစ်ပါးထဲမှာလည်းဘောဓိညောင်မင်းပါပါတယ်။ နောက်တတ္တဌာနခொဏဌာနမှာလည်းဘောဓိညောင်မြေပါပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့မြတ်စွာဘုရားရှင်ကိုရိုမြေကြီးရဲ့ကိုစားကိုဘွားပရိဘောကဇေဒီထိုက်သောအပင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားရှင်ပွင့်ထွန်းတော်မူခဲ့ရာမဟာဘောဓိညောင်ပင်ကိုရည်မှန်းလျက်ညောင်ပင်မှာညောင်ရည်သွန်းကြခြင်းဖြစ်ပါတယ်။အဲ့ဒါညောင်ပင်မှာဘာကြောင့်ညောင်ရည်သွန်းလဲဆိုတဲ့အကြောင်းတရားလေးပါရှင်။နောက်တစ်ခုကညောင်ရည်သွန်းရခြင်းရည်ရွယ်ချက် ကျွန်တော်တို့ညောင်မေမှာညောင်ရီသုံးတာဘာကြောင့်ညောင်ရီသုံးတယ်လဲဆိုရင်ကျွန်တော်တို့မြန်မာပြည်ရဲ့ญาတိဥရုတိပုံမှန်အဖြစ်ဆိုရင်ကဆုံလာတိအယံပူတယ်လားအဲ့ဒီပူပြင်းတဲ့ญาတိဥရုတံကိုတဘာဝအပင်တွေလဲခံကြရတယ်။အဲ့ဒီအထက်မှာဆိုရင်ရာသီဥတုပူပြင်းမှုရဲ့ဒဏ်ကြောင့်အပင်တွေထဲမှာတချို့အပင်တွေ သေးကုန်ကြတယ်ပေါ့နော်ရေပြက်လက်တာပေါ့ရေတောင်းမြစ်ထဲမှာရေရက်တက်မရှိတော့ဘူးရေပြက်လက်တဲ့ပြဿနာကြောင့်အပင်တွေတေကြတယ်အပင်တွေအရွက်တွေကြောကျွေကြတယ်ရောပြီးတော့ကျွေကြတယ်အကိုင်းတွေခြောက်ကြတယ်အဲ့လိုလေးတွေဖြစ်တယ်အဲ့တော့ညောင်မေးမှာညောင်ရည်သွန်းတာဒီအမ်ဗုဒ္ဓနေမှာညောင်ရည်သွန်းတဲ့ကုသိုလ်ဖြစ်တယ်လို့ယာတိဥရုအနေအထားအရာလဲကစုံလသည်ပူပြင်းတယ်လား အဲ့ဒီနောက်မှာမြတ်စွာဘုရားရှင် ကိုရောင်မြတ်ကြီးရဲ့မဟာဘောဓိညောင်ပင်ကြီးကို အာယုံပြုရှိမှန်းပြီးတော့ညောင်ပင်ဒီမှာညောင်ရီသွောင်းအခြင်းရွေချက်သည်ဒီအပင်ကြီးအတွန့်ရှိပါစေရေပြက်လက်တဲ့အချိန်မှာပူပူလောင်နေတဲ့အချိန်မှာရေဓာတ်လိုအပ်နေတဲ့အချိန်မှာလိုအပ်နေတဲ့ရေဓာတ်တွေရရှိပါစေရေတောင်းမြစ်တွေခိုင်မာပါစေအပင်ကြီးရှင်သန်ကြီးထွားပါစေအရက်အလက်တွေဝေဖြာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ညောင်ရည်သွင်းခြင်းဖြစ်ပါတယ်အဲ့တော့ညောင်ရည်သွင်းခြင်းကြောင့်ရရှိလာမယ့်အကျိုးတရားမြောင်ရည်သွင်းခြင်းကြောင့်ရရှိလာမယ့်အကျိုးတရားတွေကတော့အများကြီးပဲရှင့်အဲ့တော့ကျမကလောကီပညာရှုထောင့်ဘက်ကရိုးရိုးလေးပဲအဲစဉ်းစားကြည့်ရရင်လောကီပညာရှုထောင့်ဘက်မှာကြတော့ကျမတို့ဒီမြောင်ရည်သွင်းလိုက်ခြင်းအပြင်ညောင်ပင်မှာပူပြင်း၆တွေ့တဲ့ရာသီဥတုမှာရေတက်လိုအပ်ချိန်မှာရေတက်တွေပြေဝသွားတယ် အပင်ကြီးမှရေတောင်းမြစ်တွေအာကောင်းသွားတယ်။အညွတ်နဲ့အခက်တွေအလက်တွေစိမ့်စိမ့်ဆွဆွနဲ့ဝိုးဝေးဆဆဖြစ်သွားတယ်။အဲ့ဒီလိုပဲတူသောအကျိုးပေါ့ကျမတို့မှရရှိမယ်။လောကီပညာရှုထောင့်ဘက်ကကြည့်ရင်အဲ့တော့ကျမတို့ရဲ့လုပ်ငန်းစီးပွားဘဝရည်တည်မှုတွေမှရေတောင်းမြစ်တွေကောင်းလာမယ်။ ငွေကြေးကိစ္စတွေအဆင်ပြေလာမယ်။ကျမတို့မှာပူလောင်နေရတဲ့ကိစ္စတွေအတွက်အေးချမ်းသွားမယ်။ကျမတို့ရဲ့ဘဝတွေမှာလည်းအညွန့်နေအခက်တွေအလက်တွေစိမ့်စိမ့်ဆွဆွအပင်ဝေးစားလာတယ်လို့စီပင်ဝေးစားလာမယ်ဆိုတဲ့အကျိုးတရားမျိုးကို ရရှိမှာဖြစ်ပါတယ်။အဲ့တော့ကျမတို့ကအခု1388ခု1388ခုမြန်မာလတကူလာရဲ့တကူလာကနေစရင်မြန်မာလရဲ့ဒုတိယလပေါ့နော်ကဆုံးလပြည့်နေ ဲ့တော့ကျွန်မလောကီပညာကံလေးဖြစ်ဆွဲရရင်ခொနေသားသမီးပြိသက်တွေဆောင်ရွက်ကြမယ်ညောင်ရီသွန်းချင်းကုတူတော်မှာကျွန်မကလောကီပညာကံလေးဖြစ်ဆွဲခြင်းဖြစ်ပါတယ်အဲ့တော့1389ခုနှစ်အတွက်ကစုံလာပြည်နေမှာညောင်ရီသွန်းကြမယ်ခொနေသားသမီးပြိသက်များသည်ကိုသွန်းမဲ့ညောင်ရီအိုးထဲမှာနှင်းစီပန်းလေးစိုက်ပြီးတော့ညောင်ရီသွန်းကြဖို့ဖြစ်ပါတယ်အဲ့တော့နှင်းစီပန်းဒီဘယ်နှပွင့်လဲတပွင့်နဲ့ရပါတယ်ရှင် များများလေးလှူခြင်းလို့9ပွင့်10ပွင့်ရပါတယ်။အရေးအတွက်ဒီတပွင့်နဲ့ပူဇော်ခြင်းလည်းရတယ်။9ပွင့်ပူဇော်ခြင်းလည်းရတယ်။10ပွင့်ပူဇော်ခြင်းလည်းရတယ်။ဘာအယောင်လဲဘာအယောင်ဖြစ်ဖြစ်ရတယ်နှင်းစီဖြစ်ရပြီ။နှင်းစီမရှိတဲ့အယက်ဌာနတွေနှင်းစီမရှိတဲ့မြို့တွေနယ်တွေကြရင်တန်းညွန့်တောင်းလို့ရပါတယ်ရှင်။အဲ့တော့ကျမတို့ညောင်ရီသုံးမဲ့အထက်မှာဘာအောင်ပဲဖြစ်ဖြစ်နှင်းစီပန်လေးတပွင့်ဖြစ်စေခုနှစ်ပွင့်ဖြစ်စေများများလေးလှူခြင်းလှလှလေးဆိုရင်လည်း၁၀ပွင့်ပေါ့၁၀ပွင့်ဖြစ်စေနှင်းစီမရတဲ့ ခုနှစ်အသာသမီးပြိသက်တရားလဲဒန်းညုံပေါ့နော်အဲ့ဒီအရေးတွက်လေးတွေကိုထည့်ပြီးတော့ညောင်ရီသွန်းတဲ့အခါမှာညောင်ရီအိုးထဲမှာအိုက်ပန်းလေးတွေကို site ထူပြီးတော့မှညောင်ရီသွန်းမယ်ပြီးရင်ကျမတို့ညောင်ရီသွန်းတဲ့အပင်မှာဘုရားရုပ်ပွားတော်ရှိရင်ဖျားပန်းအိုးရှိရင်ဖျားပန်းအိုးထဲမှာအဲ့နှီးစင်ပန်းလေးကိုထိုးပြီးတော့ site ပြီးတော့ ပန်းလေးကိုလှုပ်ခဲ့မယ်တကယ်လို့ပရိသတ်တွေညောင်ရည်သွောနဲ့အပင်ဒီဗုဒ္ဓရုပ်ပွားတော်မရှိဘူးပန်းအိုးမရှိဘူးဆိုရင်တော့ညောင်မင်းချင်းရင်မှာပဲအဲ့ဒီနှင်းစီပန်းလေးကိုစိုက်ပြီးတော့ဖရာရှင်ကိုအာယုံပြုတ်ပြီးတော့မြတ်စွာဘုရားရှင်ကိုရမြကြီးကိုအင်းနှင်းစီပန်းလှူဒန်းပါတယ်လို့အာယုံပြုတ်ပြီးလှူဒန်းမယ်အဲ့ဒီလိုလှူဒန်းခြင်းအပြင်1388ခုနှစ်မှာခொနည်းသားသမီးပရိသတ်တွေအတွက် လောကီလောကုတ်တရားနှစ်ဖြာသောအကျိုးစီးပွားများပြည့်စုံပြီးတော့ကောင်းကျိုးချမ်းသာများရရှိလာမှာဖြစ်ပါရဲ့ရှင်။အဲတော့ခொနယ်သားသမီးပရိသတ်များအခုလာမယ့်ကစုံလာပြင်းနေ့ညောင်ရီသုံးပွဲနေ့မှာကျွန်မဖြည့်ဆွက်ခဲ့တဲ့လောကီပညာရှုထောင့်ဘက်ကညောင်ရီသုံးကျင်းမှာနေ့စီပန်းလေးဖြည့်ဆွက်ပြီးလှူဒန်းခြင်းကုသိုလ်နဲ့အတူခொနယ်သားသမီးပရိသတ်များရဲ့လောကီလောကုတ်တရားနှစ်ဖြာသောအကျိုးစီးပွားများအောင်မြင်ကြပါစေ။ပရိသတ်များရဲ့ကောင်းသောစုတောင်းသောစုများလည်းအောင်မြင်ကြပါစေရှင်။